ညချိန်တစ်ခုမှာခီးတဲ့တင်ကားတစ်စီးမောင်းနေနေခဲ့ပြီးကားပေါ်မှာတော့ချစ်စရာကောင်းတဲ့ပါရူးလို့အမည်ရတဲ့ကလေးမလေးဟာသူ့ရဲ့အဖွားဖြစ်သူကိုပုံရင်ပြောပြဖို့အတွက်တောင်းဆိုနေခဲ့ပါလေ။ဒါမဲ့အဖွားကဘယ်ပုံရင်ကိုပဲပြောပြပြောပြအားလုံးကနားထောင်ပြီးသားတွေဖြစ်နေတာကြောင့်ကြည်ကြနေပြန်ပါလေ။အဲ့ဒီချိန်မှာဘေးနားမှာရှိနေတဲ့အဖွားတယောက်ကပါရူးလေးကိုပုံရင်အသေးတစ်ပုဒ်ကိုပြောပြလိုက်ပါလေ။အဲ့ဒီပုံမြင်ကစစ်တီတော်နဲ့ဝိညာဉ်ရှာပုံတော်လို့အမည်ရပေးပုံမြင်ထဲမှာမသေးနိုင်တဲ့အစွမ်းရှိတဲ့စစ်တီတော်တူးရှိပြီးတော့ သူ့ကိုဘလို့အစွမ်းထက်တဲ့လက်နက်တွင်ထဲမှာတတ်လို့မရနိုင်ခဲ့ပါဘူး။အကြောင်းက သူ့ရဲ့ဝိညာဉ်ကိုငါးလေးတကောင်စီမှာအံ့နံထားခဲ့လို့ပါ။စစ်ပွဲတစ်ခုပြီးတိုင်းသူ့ရဲ့ခီဥသိန်းလေးကိုမှုတ်ကာငါးလေးကိုသူ့နားကိုခေါ်ယူတပီးတနေ့မှာတော့ပြင်းထန်တဲ့မုန်တိုင်းတွေကြာရောက်လာခဲ့တာကြောင့်ငါးလေးဟာအဝေးကိုလွင်မြောသွားပြီးတော့စစ်တီတော်ရဲ့ခီဥသိန်းတန်ကိုမကြားနိုင်တော့ပါဘူး။အဲ့ဒီခါမှာစစ်တီတော်လဲတောတောင်တွေမြစ်ချောင်းတွေကိုဖျက်ကျော်ခီးထွက်ပြီးတော့ဝိညာဉ်ငါးလေးကိုပြန်လဲရှာဖွေရပါတော့တယ် ဒါမဲ့နေရာနဲ့ရှာဖွေပြီးဖြူသင်းကိုကျဲလောင်စွာမြည်တမ်းပေးခဲ့ပေမဲ့ငားလေးကိုတော့မတွေ့နိုင်သေးပါဘူး။တည်းမှာတော့ပင်လေပင်ကြီးထဲမှာပြင်းထန်တဲ့မုန်တိုင်းတွေကြာရောက်နေချိန်မှာစစ်တီတော်ကလည်းဖြူသင်းကိုမှုန့်နေခဲ့ပြီးဒီတစ်ခါမှာတော့ရေအောင်ကျမ်းပြင်မှာရောက်နေတဲ့ဝိညာဉ်ငားလေးကဒီအတန်ကိုကြားသွားပြီးတော့စစ်တီတော်စီကိုကူးခတ်တက်လာခဲ့ပါလေ။ဒါမဲ့အဲ့ဒီချိန်မှာအလွန်ကြီးမားတဲ့လှိုင်းလုံးကြီးတွေရုတ်တရက်ပေါ်လာကြပါတော့တယ်။ဒီချိန်မှာပဲပါရူရဲ့အဖွားကရုတ်တရက်ကျမ်းမာကြီးထဖောက်တာကြောင့်ပုံမြင်အဆုံးထိနားထောင်ခွင့်မရခဲ့တော့ပါဘူး။ ပါရုရဲ့အဖွားကတော့ပြန်လဲကျမ်းမာလာခဲ့ပြီမဲ့အဲ့ဒီချိန်ကစပြီးစကားမပြောနိုင်တော့ပါဘူးဒီလိုနဲ့ပဲနှစ်တွေကြာခဲ့ပြီးတော့ပါရုလည်းအရွယ်ရောက်လာချိန်မှာသူ့ရဲ့မိဘတွေကအိမ်အောင်နေရာချထားပေးဖို့စီစဉ်ကြပြီမဲ့သူမကတော့လွတ်လပ်စွာနဲ့ခီးလေးလေသွားတော့ကိုပဲခုံမင်းနှစ်သက်တဲ့သူဖြစ်တာကြောင့်အိမ်အောင်ဟာသူမအတွက်လောင်ရင်ကြီးတစ်ခုလိုဖြစ်နေခဲ့ရပါတယ်ဒါကြောင့်မိသားစုကိုအလုတ်ကိစ္စအကြောင်းပြကဝေးလံတဲ့ဒေသတစ်ခုကကမ်းခြေမျိုးတစ်မျိုးစီကိုထွက်သွားပြီးတော့မင်္ဂလာပွဲကိုရှောင်တိန်လိုက်ပါတယ် အဲ့ဒီနေရာကအကျိုးဆောင်နေတဲ့ချိတ်ဆက်ကတဲခူရနေရာရှာဖွေနေခဲ့စင်ပါပဲတိုက်ဆိုင်စွာအိမ်တစ်ခုရဲ့နိုင်ရမှာပင်လယ်ပြင်ပုံပကြီးရေးဆွဲထားတာကိုမြင်တွေ့လိုက်ရပါတယ်ရှင်နာကိုထတ်သွားတဲ့အခါမှာလဲနောက်ထပ်ပကြီးပုံတစ်ခုကိုတွေ့ရပြန်ပြီးထူးခြားတာအဲ့ဒီရွက်လှီမှာခူသင်းပုံလေးပါဆွဲထားတာကိုတွေ့မိပြီးတော့သူမရင်းနီနီတိတလို့ကိုခန်းစားနေရတာပါအဲ့ဒီနောက်မှာလူတအုပ်ကခူသင်းကိုမှုန့်နေပုံကိုထပ်မြင်တော့မှသူမငငယ်ကကားပေါ်မှာဖွားကပြောပြခဲ့မှုတဲ့ပုံမြင်ရဲ့တယုတ်ဖော်ပုံလေးဖြစ်နေတာကိုမှတ်မိလိုက်ပါတော့တယ် ဒီလိုနဲ့နောက်ထပ်ပကြီးပုံတွေကိုထတ်ရှာနေခဲ့ပြီးနောက်ဆုံးမှာဝိညာဉ်ငါးလေးရဲ့ပုံကိုပါရေးဆွဲထားတာကိုလည်းထပ်မြင်ရပြန်ပါလိမ့်။ဒါမဲ့ပကြီးကားတွေဟာအစီအစဉ်မကျဖြစ်နေတာကိုသတိထားမိပြန်ပြီးသူမှအစီအစဉ်ကျမြင်နိုင်မယ့်နေရာကိုလိုက်ရှာနေခဲ့ပါလိမ့်။နောက်ဆုံးမှာတော့ပကြီးကားအလုံးကိုအစဉ်တိုင်းမြင်နိုင်တဲ့နေရာကိုရှာတွေ့ခဲ့ပြီးအဲ့ဒီနေရာကလည်းမာရာလို့အမည်ရတဲ့ပကြီးဆရာတဦးရဲ့အခန်းတစ်ခုဖြစ်ပြီးတော့ပုံမြင်တဲ့ကပကြီးပုံတွေကိုရေးဆွဲတဲ့သူဟာလည်းမာရာပဲဖြစ်တယ်ဆိုတာကိုသိလိုက်ရပါတော့တယ်။ ။ဒိမ့်မကြခင်မှာသူမရဲ့အကျိုးဆောင်ကလိုက်လာခဲ့ပြီးဒီအခန်းကိုနှစ်သက်ရင်တဲခုန်နိုင်ကြောင်းနဲ့မာရာကလည်းငားရန်ပေးဖို့သဘောတူထားတယ်လို့ပြောပါရယ်။ပါရုကလည်းမာရာရဲ့ပကြီလက်ရာတွေကိုသဘောကျနေတဲ့ပြင်ငယ်စဉ်ကတည်းကကြားခဲ့မှုတွေပုံမြင်ရဲ့နောက်ခံအကြောင်းတွေကိုပါသိကျင်စိတ်ဖြစ်ပေါ်လာတာကြောင့်အဲ့ဒီခန်းမှာပဲတဲခုန်ဖို့အတွက်ဆုံးဖြတ်လိုက်ပါရယ်။အရင်ညမှာပဲအမျိုးသားတူကဖုန်းခေါ်လာခဲ့ပြီးတိတ်မကြခင်မှာအဲ့လူကမာရာကိုတိုင်းပဲဆိုတာပါရုသိလိုက်ရပါတယ်။စကားပြောနေရင်လည်းခဏကြာမှမတော်တဆဖုန်းကိုလွတ်ကျသွားတာကြောင့်လိုင်းမှာကြာသွားခဲ့ပြီး ပါရုပုံမြင်အကြောင်းတွေကိုတော့မေးခွင့်မရခဲ့ပါဘူး။နောက်ရမှာတော့ပါရုဟာမျိုးနဲ့လက်ပတ်ကရှုခင်းတွေကြည့်ရှုပြီးပြန်လာတဲ့အချိန်မှာတော့လူစိမ်းတို့ကမာရာရဲ့အခန်းကိုခိုးဝင်ဖို့ကြိုးစားနေတာကိုတွေ့လိုက်ရပြီးသူမကိုမြင်လိုက်တဲ့အခါမှာတော့ကျိုးနုံတဲ့အမူအရာတွေနဲ့ပဲမာရာဘယ်မှာလဲဆိုပြီးတော့မေးလိုက်ပါလေ။ပါရုကမသိတဲ့အကြောင်းပြောတဲ့အခါမှာလဲအဲ့လူတွေကကောင်းမွန်စွာပဲပြန်သွားခဲ့ကြပြီးပါရုကတော့မာရာဆိုတာဘယ်လိုလူတစ်ယောက်လဲဆိုတာကိုသိကျင်နေခဲ့ပါလေ။ အရင်အောင်တိတ်မကြခင်မှာပဲသူမကတိုက်ဆိုင်စွာနဲ့မာရာရေးဆွဲထားတဲ့ရုပ်ပုံတွေပါတဲ့စာအုပ်တို့ကိုရှာတွေ့သွားခဲ့ပြီးတော့စာအုပ်ထဲမှာမာရာနဲ့သူ့အိမ်ထဲကိုခိုးဝင်လာတဲ့တခိုးတယောက်အကြောင်းကိုရေးဆွဲထားတာကိုတွေ့လိုက်ရပါတယ်။အကြောင်းကတော့နှစ်သက်ကညတညမှာတခိုးတူဟာမာရာရဲ့အခန်းထဲကိုခိုးဝင်လာခဲ့ပြီးပစ္စည်းခိုးဖို့ကြံစီခဲ့ပေမဲ့မာရာကနိုးလာခဲ့ပြီးတဲ့နောက်အဲ့ဒီတခိုးကိုနှစ်သက်ကအထိတ်မှတောက်စားဖို့အတွက်အဖော်တော်ဆက်လိုက်တာပါ။တောက်စားရင်းနဲ့စကားလက်ဆောင်ကြရကြပြီးရင်းနှီးသွားကြတဲ့နောက်မှာတော့ မာရာကမူးမူးနဲ့တခိုးနဲ့အတူအိမ်တလုံးကိုတတ်ခိုးကြဖို့လိုက်သွားပါတော့တယ်။ဒါမဲ့သူတို့တတ်ခိုးမိတဲ့အိမ်မှာမိန်းကလေးတူကကိုကိုကိုတတ်သေးဖို့ပြင်နေတာကိုမြင်လိုက်ကြပြန်ပါလေ။ဆောင်တဲကဇလန်းဟာအဲ့ဒီနေရာမှာပဲဒုံးတီကြီးရက်နေခဲ့ပြီးပါရူးလဲဇက်မှာရှေ့ဆက်ဘာရီဖြစ်တယ်လဲဆိုတာကိုအယံသိကျင်နေခဲ့ပါပြီ။အဲ့ဒီမိန်းကလေးကသူ့ကိုယ်သူတတ်သေးခဲ့သလားပြီးတော့မာရာဟာလည်းဘလူးလူတယောက်လဲဆိုတာသိနိုင်မှုအတွက်အခန်းထဲကစာအုပ်တွေကိုထပ်မံမှွေနှောက်ကြည့်တဲ့အခါမှာအဲ့ဒီဇလန်းရဲ့အဆက်ကူတော့မတွေ့ရပဲ လူတချို့ရဲ့ပုံလူရုပ်ပုံတွေကိုပဲရှာတွေ့ခဲ့ပါတယ်။သူမကဒီလူတွေကတစုံတယောက်ကတော့မာရာရဲ့အကြောင်းကိုသိလိုက်မယ်လို့ယူဆလိုက်ပြီးနောက်တနေ့မနက်မှာသူမရဲ့အကျိုးဆောင်စီတွားကရုပ်ပုံတွေကလူတွေကိုရှာဖွေပေးဖို့အတွက်အကူအညီတောင်းခဲ့ပါတယ်။အဲဒီနောက်မှာတော့ပစ္စည်းဟောင်းဆိုင်တစ်ခုရဲ့ပိုင်ရှင်နဲ့တွေ့ဆုံခဲ့ပြီးအဲဒီလူကမာရာရဲ့အကြောင်းတချို့ကိုပြောပြခဲ့ပါတယ်။တစ်ချိန်တုန်းကအစိုးရဘက်ကသူတို့ရဲ့မြို့ငယ်လေးကိုပြတ်သိမ်းဖို့အမိန့်ချမှတ်ခဲ့ပြီး လူလူကြီးကအဲ့ဒီအမိန့်ကိုရုတ်သိမ်းပေးဖို့ဆန္ဒပြနေကြချိန်မှာမာရာကတော့အားလုံးကိုခေါ်ပြီးနိုင်ရန်တွေတိုင်းမှာပကြီကားတွေကိုရေးဆွဲစီပါတယ်။တိမ်မကြခင်အချိန်မှာအဲ့ဒီပကြီကားတွေကကဘာလဲခီးတဲ့များစွာကိုဆွဲဆောင်နိုင်ခဲ့တဲ့အတွက်အစိုးရဘက်ကလည်းမြို့ကိုဖျက်သိမ်းတဲ့အမိန့်ကိုပြန်ရုတ်သိမ်းသွားခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးတော့မာရာဟာတမျိုးလုံးကလူတွေအားလုံးရဲ့ကြီးစုတင်ချစ်ခင်ရတဲ့သူတအူးဖြစ်လာခဲ့တာပါ။အဲ့ဒီနောက်မှာတော့ပါရူတို့ဟာနောက်ထပ်ရုပ်ပုံတွေကနောက်ကျောမှာကြောက်စုပုံတက်တူးပါတဲ့လူတယောက်ကိုရှာဖွေနိုင်ဖို့ ပင်လယ်ဓားများတွေကြက်စားတတ်တဲ့ကလပ်တစ်ခုကိုရောက်လာကြပါလိမ့်။သိမကြခင်မှာပဲကြောက်စုပုံတက်တူးပါတဲ့လူတယောက်ကိုတွေ့လိုက်မိကြပြီးမေးမြန်းကြတဲ့အခါမှာအဲ့လူရဲ့နာမည်ကချိုကူးဖြစ်ပြီးတော့မာရာကိုလည်းသိတယ်လို့ဆိုပါရိ။ဒါပြင်ကိုရုပ်ပုံတွေတဲကအမျိုးသမီးတအူးကိုလည်းသူကသိနေခဲ့ပြီးတော့အဲ့ဒီမိန်ကလေးဟာပြည်တစားဖြစ်ကချိုကူးရဲ့လေဘော်ကိုခိုးတက်ခဲ့မှုပါရိ။သူတို့သုံးသားလေပေါ်မှာအတူတောက်စားနေကြကြပြီးအတော်ကိုမူးလာကြတဲ့ခါမှာတော့ပြည်သူ့အမျိုးသမီးကသူမငယ်စဉ်ကဖခင်ဖြစ်သူဟာ မွေးနေ့ရောက်တိုင်းမှာလှေကြီးပေါ်မှာမွေးနေ့ပွဲကျင်းပလိမ့်ရှိတယ်လို့ပြောခဲ့ပြီးဒီနေ့မှာမွေးနေ့မှာလည်းအတိတ်ကာလတွေကိုအလွမ်းပြေအနေနဲ့ဒီလေဘော်ကိုခိုးတက်ခဲ့တဲ့အကြောင်းကိုပြောပြပါတယ်မာရာလည်းဒါကိုကြားလိုက်ရတဲ့အခါမှာအဆိုပါအမျိုးသမီးအတွက်မွေးနေ့ပွဲလုပ်ပေးခဲ့ပြီးသူမလည်းအလွန်ကိုပျော်ရွှင်ခဲ့ရပါတယ်အရင်နောက်ပိုင်းတော့သူမတိတ်ဆိတ်လေးဘောကခုံချပြီးတော့တတ်တည်သွားခဲ့ပါလေ။အမှန်တော့ပြင်းထန်တဲ့ယောဂါဆိုးတစ်ခုနဲ့မကြခင်တေးရမှာဖြစ်တဲ့အတွက်မွေးနေ့မှာသူမကိုကိုတတ်တည်ဖို့ရည်ရွယ်ချက်နဲ့ဒီလေးဘောကိုခိုးတက်လာခဲ့တာပါ။ မသေးခင်မှာပဲပျော်ရွှင်စရာမွေးနေ့ပွဲကျင်းပပေးခဲ့တဲ့မာရာကိုလည်းသူမကကျေးဇူးအရန်တင်ခဲ့တာပါအဲဒီနောက်မှာတော့ကြံရိတ်ခဲ့တဲ့ပြည်ထစာရဲ့တမီးလေးကိုအများနည်းသူပညာသင်နိုင်ဖို့မာရာကပဲထောက်ပံ့ပေးထားခဲ့ပါတယ်ဒီလိုထူးဆန်းတဲ့အကြောင်းအရာတွေကိုသိလိုက်ရတဲ့ပါရုကအန်အောစွာနဲ့ပဲအခုချိန်မှာတော့မာရာဗမာလဲလို့မေးတဲ့အခါချိုကူးကပြန်မဖြေပဲနိုင်ရန်တခုနာကိုသွားပြီးကြော်ညာစာရွက်တချို့ကိုဆွဲခွာလိုက်တဲ့အခါမှာတော့မာရာရဲ့နာရေးကြော်ညာစာကိုပါရုတို့တွေ့လိုက်ရပါတော့တယ် အမှန်တော့ပြည်ထစာမျိုးသမီးဟာသူမကိုကိုတတ်သိပြီးတဲ့နောက်မှာမာရာဟာသူမရဲ့အတုပခန္ဓာကိုစီကားစွာနဲ့ကျင်းပပေးခြင်းခဲ့တာပါဒါပေမဲ့သူမရဲ့နာယီမန်တိကြရင်လူတွေစီမှာမဟုတ်ကြောင်းနားလေတဲ့မာရာကသူတေဆုံးတဲ့သတင်းတူလွှင့်လိုက်ပါတယ်အဲဒီနောက်မျိုးသမီးရဲ့နာယီကိုသူ့ရဲ့နာယီဖြစ်ကျင်းပလိုက်ပြီးလူတွေများစွာကိုတက်ရောက်စေခဲ့တာပါဒီလိုနဲ့ပြည်ထစာမျိုးသမီးရဲ့နာယီလဲလူစီကားစွာနဲ့ကျင်းပနိုင်ခဲ့ပါတယ်။ပါရုကနာယီကျင်းပခဲ့တဲ့နေရာကဦးလေးကြီးတုံးနဲ့တွေ့ဆုံခဲ့ပြန်ပြီး အဲ့ဒီဦးလေးကြီးကမာရာရဲ့လှုပ်ကြံနိုင်ရေးအကြောင်းကိုသူမကိုပြောပြပြီးကမ္ဘာမှာကိုယ့်အတူပါကိုဘယ်သူတွေလာတယ်လဲဆိုတာသိတာဒီလူ့ကွာစားတကောင်ပဲရှိမယ်လို့ပြောပါသေးတယ်။ပါရုကအခုချိန်မှာမာရာဘဲကိုရောက်နေတယ်လို့မေးခဲ့ပေမဲ့သူဟာစိတ်ရှိတိုင်းလွတ်လပ်စွာလှည့်လည်သွားလာနေတတ်တဲ့သူသူဖြစ်ပြီးခီးတစ်ခုသွားရင်လည်းဘယ်သူကမှနှုတ်ဆက်စကားတောင်မပြောတတ်တာကြောင့်ဘယ်သူမှမာရာသွားမယ့်နေရာကို မေးလို့မရှိဘူးလို့ပြောလိုက်ပါတယ်။ပါရုကတော့မာရာရဲ့အကြောင်းလေးကိုသိလာတဲ့အခါမှာပုံပြီးသဘောကျကစိတ်ဝင်တစားကိုဖြစ်လာမိပါတော့တယ်။ မာရာလိုလွတ်လပ်စွာခီးလဲလဲသွားနေရတဲ့ဘဝမျိုးကပါရုဖြစ်ချင်တဲ့အိမ်မက်ဖြစ်နေလို့ပါအဲဒီနောက်ပိုင်းပြည်ရစားအမျိုးသမီးရဲ့သမီးလေးဟာကျောင်းကနေရုတ်တရက်ပျောက်သွားခဲ့ပြီးဆရာမတွေကမာရာရဲ့အိမ်ကိုလိုက်လာပြီးတော့အကူအညီတောင်းကြပါတယ်ဒါကိုသိတဲ့အခါပါရုလည်းဝိုင်းရှာပေးနေခဲ့ပြီးတော့အဲဒီချိန်မှာပဲမာရာကလည်းအဲဒီသတင်းကိုယာသွားကခလေးကိုရှာဖို့အတွက်ပြန်လာနေပါပြီကလေးရဲ့ဖခင်ဖြစ်သူကပဲဖမ်းခေါ်သွားပြီးတော့ရောင်းစားမှာဖြစ်ကြောင်းကိုလည်းမာရာကရိပ်မိနေတာကြောင့်လိုက်သွားပြီးတော့လူယုံမှာအားလုံးကိုဒေါသတကြီးနဲ့ထုရိုက်ကခလေးမလေးကိုပြန်ခေထုတ်လာခဲ့ပါတယ် အဲ့ဒီလူတွေကမာရာခန်းကိုခိုးဝင်ဖို့ကြိုးစားနေစမှာပါရုနဲ့ဆုံ တွေ့ခဲ့တဲ့သူတွေပဲဖြစ်ပါတယ်တဖက်ကပါရုကလည်းသူမနဲ့တွေ့ဆုံခဲ့မှုတဲ့မျက်နှာစိမ့်တွေဟာခလီမလေးပျောက်ဆုံးမှုနဲ့ပတ်သက်နေကြောင်းတန်တရားရှိတာကြောင့်ဟိုတယ်ကိုလိုက်လာချိန်မှာတော့ခလီမလေးကိုလူတအုပ်ကယ်ထုတ်သွားပြီဆိုတာကိုသိလိုက်ရပါတယ်။အပြင်ကိုထွက်လာတဲ့ခါမှာတော့မာရာကခလီမလေးကိုကယ်တင်လိုက်တာပဲဆိုတာတွေ့လိုက်ရပြီးသူမလိုက်သွားပြီမဲမမိလိုက်ခဲ့ပါဘူး။မာရာခလီမလေးကိုသူ့ရဲ့အဖေစီကိုခေါ်သွားပြီးစောင့်ရှောက်ပေးဖို့အထားလိုက်ပါတယ်။ ဒါပေမဲ့မာရာရဲ့အဖေရင်းတော့မဟုတ်ပဲလေလွင့်နေတဲ့မာရာကိုငယ်စဉ်ကတည်းကမွေးစားခဲ့သူဖြစ်ပြီးဖယ်လာလို့အမိရပါတယ်။လူငယ်တဲ့နေမြားစွာကယထာတစည်းပေါ်မှာလက်မဆစ်သူရဲ့လက်ကထွက်ပြေးနေတဲ့ယထာခိုးစည်းသူလူငယ်တုံးနဲ့ဖယ်လာတို့ဆုံတွေ့ခဲ့ရပြီးလူငယ်ဟာယထာခိုးစည်းုံနဲ့မကပဲနိုင်ရမှာပုံတွေပါလိုက်ပြီးတော့ရေးဆွဲထားခဲ့တာပါ။ဖေလာကတော့လူငယ်လက်ရာတွေကိုသဘောကျနေကပကြီးပါမီရှင်ပဲဆိုပြီးတော့ချီးကျူးနေခဲ့ပါလေလူငယ်လေးနဲ့စကားပြောကြည့်တဲ့အခါမှာမိဘမဲ့ပြီးတော့ခြေဥတက်ရလိုက်သွားနေတာကိုသိလိုက်ရပြီ မာရာကလည်းဗေလာဟာအငိမ့်စားဝန်ထမ်းတူဖြစ်ပြီးတော့စာအဆောင်ပေါင်းများစွာကိုတွားလီယာတည်သွားတက်သူဆိုတာကိုသတိထားလိုက်မိပါတယ်။အရိစာရီယာဗေလာနှစ်ရှည်လာများတင်ထားတဲ့စာရီဖြစ်နေပြီးသူ့အတွက်အင်မတန်လေးအရေးထားရတဲ့စာရီဖြစ်ပါတယ်။တင်ထားချိန်ကြာမြင့်လာတာကြောင့်စာလုံးတွေတောင်အယောင်မှိန်နေခဲ့ပြီးတော့သူတို့နှစ်ဦးစကားပြောဆိုနေချိန်မှာဗေလာကစာလုံးတွေပြောင်းမသွားစေဖို့အပေါ်ကထပ်ပြီးတော့ရေးချနေတာကိုလည်းတွေ့နေရပါတယ်။မာရာကဒီလောက်အသက်ရွယ်ရောက်နေပြီးအလင်းအောင်တိတ်မရှိတဲ့နေရာမှာစာလုံးတွေကိုမြင်နိုင်သေးတာကိုအံ့ဩနေခဲ့ပြီး ဗဲလာကသူစာလုံးတွေကိုမြင်ရတာကြောင့်မဟုတ်ပဲစာသားတွေအားလုံးကိုမှတ်မိနေခဲ့တာကြောင့်လို့ပြောလိုက်ပါတယ်။အဲဒီစာရီယာဗဲလာအရန်ချစ်ခဲ့ပြီးဖွင့်ပြောခွင့်မရှိတဲ့အမျိုးသမီးတဦးစီကိုရည်ရွယ်ပြီးရေးထားတဲ့စာရီလည်းဖြစ်ပါတယ်။နှစ်ဦးသားအတော်လေးရင်းနှီးသွားကြတဲ့နောက်မှာဗဲလာကလူငယ်လေးကိုသူ့ရဲ့ချမ်းမအလုံးလုံးစီဖို့ခေါ်လာခဲ့ပြီးအဲဒီချိန်ကစလို့ဗဲလာကမာရာကိုတားဖြစ်ဝေးစားခဲ့တာပဲဖြစ်ပါတယ်။ တဖက်မှာပါရုကတော့မနဲ့အိယာနိုးလာချိန်မှာလူတယောက်ဟာသူ့အိမ်ထဲကိုဝင်လာပြီးအေးလူလူအိတ်ပျော်နေတာကိုတွေ့ခဲ့ရပြီးတော့သူမအနီးကိုသွားကြည့်တဲ့အခါမှာတော့အဲ့ဒီလူဟာမာရာနဲ့တီးတဲ့တခိုးဆိုသူဖြစ်နေတာကိုမှတ်မိလိုက်ပါတယ်။သူမလည်းမာရာနဲ့အတူသွားခိုးတဲ့ညကဇလန်းကိုဆက်မေးခဲ့ပြီးတော့တခိုးကလည်းဒါကိုပြောပြခဲ့ပါတယ်။အဲ့ဒီညကမာရာကိုကိုကိုတတ်တည်မဲ့မိန်းကလေးကိုဝင်တားနိုင်ခဲ့ပြီးတော့အဲ့ဒီနောက်မှာမိန်းကလေးကအိမ်ထဲကနေထွက်ပြေးသွားခဲ့ပါတယ်။ မာရွာကလည်းနောက်ကနေပြေးလိုက်သွားခဲ့ကြောင်းသိရတဲ့ခါမှာကအဆိုပါမင်းကလေးရဲ့အိမ်ကိုလိုက်ပို့စီဖို့သခိုးစီမှာအကူအညီတောင်းခဲ့ပါလေမင်းကလေးရဲ့အိမ်ကိုရောက်တဲ့အခါမှာအဆိုပါမင်းကလေးကဒေါက်တာတူဖြစ်ပြီးခန်ဒီလို့အမိကအခုချိန်မှာတော့တခြားနေရာကိုပြောင်းရွှေ့နေထိုင်သွားပြီဆိုတာကိုသိလိုက်ရပါတယ်။အရင်နောက်မှာခန်ဒီပြောင်းရွှေ့သွားတဲ့လိမ့်စာကိုမေးမြန်းခဲ့ပြီးနောက်နေ့မှာတော့အလွန်ဝေးလံတဲ့နေရာမှာရှိတဲ့ဒေါက်တာခန်ဒီကိုတွေ့ဖို့ခရီးစထွက်ပါတော့တယ်။အရင်နေရာကိုရောက်တဲ့အခါမှာတော့မာရာကက်တင်ခဲ့တဲ့ကလေးမလေးကိုပါတွေ့လိုက်ရပါတော့တယ်။ အမန်တော်အဲ့ဒီနေရာဟာမာရာရဲ့ဖခင်ဖြစ်သူဗေလာရဲ့ခြံကြီးဖြစ်နေခဲ့တာပါဗေလာကပါရုကိုနှွေးထွေးစွာပဲကြိုးစုပ်ခဲ့ပြီးတော့စားတောက်ဖွေရာရီနဲ့တဲခုမဲ့နေရာတွေတေးချစွာစီစဉ်ထားပေးပါတယ်။အဲဒီညပိုင်းမှာတော့အိမ်ကြီးချင်းတွေအားလုံးနဲ့ညစာအတူစားခဲ့ကြပြီးအိမ်ကြီးချင်းတွေကဗေလာကိုမီနာရှီအကြောင်းတွေပဲပြောကာစားနောက်နေခဲ့တာကြောင့်ဗေလာစိတ်ဆိုးတဲ့အောင်နဲ့ရှက်ပြုံးပြုံးနေခဲ့တာပါ။ပါရုကမီနာရှီဆိုတာဘာတူလဲလို့မေးတဲ့အခါမှာတော့အိမ်ကြီးချင်းတွေကမီနာရှီဆိုတာဗေလာရဲ့အချစ်ဦးနဲ့နောက်ဆုံးအချစ်လည်းဖြစ်ပြီးတော့ ဒါပေမဲ့တခါမှတော့ဖွင့်ပြောခွင့်မရခဲ့ဘူးလို့ပြောပြလိုက်ပါတယ်။ဒါပေမဲ့ဗေလာကမီနက်ရှီကိုဒီနေ့ဒီအချိန်ထိချစ်နေစေညှော်လင့်နေစေပါပဲ။တချိန်က မီနက်ရှီကိုချစ်မိခဲ့တဲ့ဗေလာဟာပြားစက်တစ်ခုကပြပြီးအဲဒီဇလန်ထဲမှာမီနက်ရှီကိုပြောကျင်တဲ့စကားတွေအားလုံးရေးဖွဲထားခဲ့ပါတယ်။သူ့ရဲ့ရင်တွင်ခံစားချက်တွေနဲ့ရေးဖွဲတဲ့ဇလန်ကိုတင်ဆက်ပြီးတဲ့အခါမှာဗေလာဟာမီနက်ရှီကိုကြီးစားစွာပေးဖို့ဆုံးဖြတ်လိုက်ပြီးအဲဒီနေ့ညမှာပဲမိုးတွေတဲထန်စွာရွာသွန်းကမြို့လေးမှာရေပေးစိုက်ကပ်ပါတော့တယ်။ လူသူတွေဟာလည်းဘေးလွယာကိုပြောင်းရွှေ့ကြရပြီးအဲ့ဒီပြောင်းရွှေ့သွားသူတွေထဲမှာမီနာရှီတို့ရဲ့မိသားစုလည်းအပါအဝင်ပါပဲအဲ့ဒီနေ့ကစပြီးဖီလာနဲ့မီနာရှီတို့မတွေ့ရတော့တာဒီနေ့ဒီချိန်ထိပါပဲဒါပေမဲ့ဗဲလာဟာသူ့ရဲ့စာကိုမီနာရှီစီကိုရောက်အောင်ပို့ပေးနိုင်မယ့်အခွင့်အရေးကိုစောင့်မျှော်နေသေးပါပဲဗဲလာရဲ့ romantic ဆန်လုံးနဲ့ချစ်ချင်းအကြောင်းကိုသိလိုက်ရတဲ့အခါမှာအားလုံးကဝမ်းနည်းမှုတနာမှုတွေနဲ့တူသဘောလဲကျမိနေကြပါတယ် ဗေလာကစောင်းမြော်အချင်းဆိုတာနာကျင်မှုနဲ့တူချစ်တဲ့သူကိုအမတ်ရနေခြင်းကြောင့်ပျော်ရွှင်မှုတွေပါရောပြောနေတဲ့အရာတစ်ခုပါလို့ပြောခဲ့ပါလေ။နောက်တနေ့မနက်မှာတော့ခန်ဒီကသူမအကြောင်းတွေကိုပါရုကိုပြောခဲ့ပါလေ။သူမကကြွမ်းကျင်မှုရှိပြီးနာမည်ကျော်ကြားတဲ့ဆရာဝန်တစ်ဦးဖြစ်ခဲ့ပြီးတော့တနေ့မှာတော့သူမရဲ့ပေါ်ဆမှုကြောင့်လူတအုပ်အသက်ဆုံးရှုံးခဲ့ရပြီးအလွန်ပဲစိတ်ထိခိုက်ခဲ့ရပါလေ။လူတွေအားလုံးကလည်းသူမကိုဝိုင်းပြီးတော့အပြစ်တင်ကြပြန်တာကြောင့်သူမဆက်လက်မခံစားနိုင်တော့ပဲကိုကိုကိုတတ်တည်ဖို့ပြင်နေချိန်မှာမာရာရောက်လာခဲ့ကကူညီခဲ့ပါတယ် အဲဒီနောက်သူမကိုစိတ်သက်သာရရအောင်နှစ်သိမ့်စကားပြောပေးခဲ့ပြီးမာရာက ဝေးလံတဲ့ဒေသကရွာလေးတရွာမှာစေးကုသပြီးအခြေချဖို့အကြံပေးခဲ့ပါတယ်။အဲဒီရွာကစေးုံနဲ့လည်းအလံဝေးနေပြန်ပြီးသူမလည်းအဲဒီရွာလေးမှာလူတွေကိုပြန်လဲကုသတဲ့အခါမှာသူမရဲ့ဘဝတန်ဖိုးကိုပြန်လဲခံစားရပြီးတော့ဒီနေ့ဒီချိန်ဒီဘဝကိုကျေနပ်စွာနဲ့ဖျက်တမ်းခဲ့ရကြောင်းကိုလည်းပြောပြလိုက်ပါတယ်။အရင်ကမှမာရာကဗဲလာစီကိုတနှစ်ကိုတစ်ခေါက်နှစ်ခေါက်လောက်သာရောက်တတ်ပြီးမကြသေးမီကမှခလေးမလေးတူးကိုကဲထုတ်လာရင်တစ်ခေါက်ရောက်လာခဲ့သေးတာဖြစ်ကြောင်းနဲ့ မောင်ရာဘဲကိုဆက်သွားတယ်ဆိုတာကိုတော့သူလည်းမသိကြောင်းပြောပြပါလေ။ပါရုကလည်းဒီခါမှာချက်ချင်းပြန်မှုဆုံးဖြတ်လိုက်ပြီးမဲ့ခန်ဒီကနောက်နှစ်ရက်မှာဗေလာရဲ့မွေးနေ့ဖြစ်တာကြောင့်ရက်အနေငယ်ဆက်နေဖို့နဲ့ဖားခင်ဖြစ်သူရဲ့မွေးနေ့မှာလည်းမောင်ရာကရောက်လာနိုင်ကြောင်းပြောလိုက်တာကြောင့်ဆက်နေဖို့အတွက်ဆုံးဖြတ်လိုက်ပြန်ပါလေ။အရင်ညမှာအလုံးပြန့်အိတ်ကုန်ကြတဲ့ချိန်မှာပါရူနဲ့ဗေလာတို့ကစကားလက်ဆောင်ကြနေကြသေးဖြစ်ပြီးဗေလာကသူမီနဲ့ရှာကိုရှာတွေ့နိုင်မှုပြဇာတ်မင်းသားအလုပ်ကိုစွန့်လွတ်ခါစာပို့သမားအလုပ်ကိုလုပ်ခဲ့ဘူးတယ်လို့ပြောပြပါရတယ်။ စာပုံသမားဖြစ်တဲ့နေရာစုံကိုလိုက်သွားပြီးမီနာရှီကိုရှာတွေ့နိုင်မှုအတွက်မျှော်လင့်ချက်နဲ့လုပ်ခဲ့တာဖြစ်ပြီးတော့မီနာရှီရဲ့နာမည်နဲ့စာရီးများစွာကိုလည်းမြို့အသီးသီးကိုပို့ခဲ့ပေမဲ့မီနာရှီနဲ့နာမည်တူတူတောင်ရှာမတွေ့ခဲ့ပဲစာရီးအားလုံးကသူ့စီပြန်ရောက်လာခဲ့ပါတယ်။အခုချိန်ထိအခမ်းအနားခောက်တန်ကြရင်မီနာရှီများဖြစ်နေမလားဆိုပြီးမျှော်လင့်နေမိစေပဲလို့ပြောခဲ့ပြီးပါရုကဗေလာဒီလောက်စွဲလန်းနေတဲ့မီနာရှီကဘယ်လိုပုံစံမျိုးရှိသလဲဆိုတာကိုပါသိကျင်လာခဲ့ပါတယ်။ ဗေလာကလည်းသူတင်းဆဲထားတဲ့မီနရှိရဲ့ဓာတ်ပုံအဟောင်းလေးတစ်ပုံကိုထုတ်ပေးခဲ့ပြီးဓာတ်ပုံကဟောင်းနှွမ်းလို့နေတာကြောင့်မှုံဝါးနေတဲ့ပြင်အဲ့ဒီချိန်မှာပဲရုတ်တရက်မီးပါပြတ်သွားခဲ့ပြန်ပါလေမီးပြန်လာတဲ့ချိန်မှာတော့ပါရူဟာဓာတ်ပုံကိုတည်တည်ချာချာနဲ့ကြာမြင့်စွာစိုက်ကြည့်နေမိပါတော့တယ်နောက်တရက်မနက်မှာတော့ပါရူဟာဗေလာရဲ့မွေးနေ့ရက်ထိမဆောင်တော့ပဲရုတ်တရက်ထပြန်သွားပါတော့တယ်အဲဒီနောက်မှာဖားကင်ဖြစ်သူရဲ့မွေးနေ့ပွဲကိုအတူစင်နှွဲဖို့မာရာလည်းရောက်လာခဲ့ပြီးခန်ဒီကပါရူရောက်လာပြီးတော့မာရာကိုလာရှာတဲ့အကြောင်းကိုပြောပြလိုက်ပါတယ် ်ဘာရူးဆိုတဲ့နာမည်ကိုသူသိတယ်လို့လို့ဖြစ်နေပြီးခဏကြာမှသူနဲ့ဖုန်းတစ်ခါပြောဘူးတာကိုမှတ်မိလိုက်ပါတယ်။ဒါပေမဲ့ဘာကြောင့်ကိစ္စနဲ့ကြောင့်ဒီလိုဝေးလံတဲ့ဒေတာထိသူ့ကိုတွေးဖို့လိုက်ရှာနေတယ်လဲဆိုပြီးမေးတဲ့အခါမှာခန်ဒီကမာရာဆွဲထားတဲ့ရုပ်ပြစာအုပ်ကိုပေးလိုက်ပြီးတော့ဒီစာအုပ်ရဲ့ဇာတ်လမ်းအဆုံးသတ်ကိုသိကျင်လို့ရောက်လာခဲ့တာပဲဆိုပြီးတော့ပြောလိုက်ပါတယ်။ဒီချိန်မှာဖေလာကသူ့ရဲ့စာရီအပေါ်မှာစာလုံးတွေထပ်ရေးချနေခဲ့ပြီးအခုချိန်မှာတော့ဇေယျထောင်းနေပြီဖြစ်တာကြောင့်စာသားတွေအားလုံးကိုသူမမှတ်မိနိုင်တော့တာကိုတွေ့ရပြီးဝမ်းနေနေခဲ့ပါတယ် ဒါပြင်တနေ့မှာမီနရှင်နဲ့ပတ်သက်တာတွေအားလုံးကို သူမေးပြောက်သွားမှာကိုလည်းစိုးရိမ်နေကြတာပါမာရာလည်းရောက်လာပြီးတော့ဖားခင်ကိုနှစ်သိမ့်ပေးကစာရီကိုလည်းသူပဲထပ်ရေးချပေးခဲ့ပါတယ်အဲဒီနောက်မှာဖားခင်ဖြစ်သူအတွက်မာရာစိတ်တော့ကဖြစ်နေရပြီးခန်ဒီကဖားခင်ဖြစ်သူကိုအနီးကပ်ပြည့်စုံနိုင်ဖို့ဒီနေရာမှာခြေချဖို့အတွက်တိုက်တွန်းခဲ့ပါတယ်မာရာကတကယ်တော့သူအားစွန်စားကန်းတွေလိုက်ထွက်နေရတာတွေတစ်ချိန်လုံးခီးလဲလဲသွားနေတာမျိုးတွေလုံနေတာဟာဝါသနာပါလုံးလို့မဟုတ်ပဲသူ့ဖားခင်မျောလင်းချက်ဖြစ်တဲ့မီနရှီကိုလိုက်ရှာနေတာဖြစ်တယ်လို့ပြောပြပါတယ် သူဖောက်ရဲမျောလင်းချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့နဲ့သူ့လိုမိဘမဲ့လေလွင့်လူငယ်တယောက်ကိုနှွေးထွေးတဲ့မိသားစုဘဝရအောင်လုပ်ပေးခဲ့တဲ့ဖောက်ရဲကျေးဇူးကိုဒီနည်းနဲ့ဆက်ဖို့ကြိုးစားနေခဲ့တာပါဖေလာရဲ့မွေးနေ့မနက်မှာတော့မာရာမနက်စောစောဖះเจ้าကိုတက်ခဲ့ပြီးဖောက်ရဲအတွက်စူတောင်းမှုတွေပြုနေခဲ့ပါတယ်အိမ်ကြီးချင်းတွေအားလုံးကတော့စူပေါင်းပြီးမွေးနေ့ပွဲအတွက်ပြင်ဆင်နေကြပြီးတော့တိတ်မကြခင်အချိန်မှာကားစီးကရွာထဲဝင်လာတာကိုတွေ့လိုက်ရပါတယ်ဒါဟာပါရူရဲ့ကားပဲဖြစ်ပြီးတော့သူမကဗဲလာစီကိုရှောက်လာပြီးနှုတ်ဆက်စကားပြောတာ သူငယ်စဉ်ကပုံမြင်တဲ့ပုတ်နားထောင်ဘူးတယ်လို့ပြောပြလိုက်ပါတယ်။ပြီးတော့တိတ်မကြခင်မှာအဲ့ဒီပုံမြင်ကြောင်ပဲသူမကရုပ်ပြစာအုပ်တုပ်ကိုရှာတွေ့ခဲ့ပြီးအဲ့ဒီစာအုပ်လေးဟာဒီနေရာမှာရှိနေတဲ့လူတွေအားလုံးနဲ့တွေ့ဆုံစေခဲ့ပါတယ်။ပြီးတော့ပြဆက်မင်းသားတယောက်ရဲ့မိမသားတူအတွက်ရေးခဲ့ဘူးတဲ့ပြဆက်တပုတ်ကိုပါသူမနားထောင်ခွင့်ရခဲ့တာပါ။အဲ့ဒီပြဆက်ထဲမှာစစ်တီတော်တူဟာဝေးကွာလုံးနဲ့ခီးတစ်ခုကိုထွက်ခဲ့ပြီးဝိညာဉ်ငါးလေးကိုရှာဖွေနေခဲ့တယ်လို့ပြောပြလိုက်တဲ့အခါမှာတော့ဗေလာအံ့ဩသွားရပါတော့တယ် သူဟာဒီပြဆက်ကြောင်းကိုပါရူနဲ့ဒီနေရာကလူတွေကိုတခါမှပြောမပြခဲ့ဘူးတာကြောင့်ပါပါရူကမယ်ရီလိုအမိရတဲ့အမျိုးသမီးတဦးစီကဒီဆက်ကြောင်းကိုကြားခဲ့ရဘူးတာဖြစ်ပြီးမယ်ရီဟာသူနာပြုဆီယာမတူဖြစ်ပြီးတော့နေတကာကိုလှဲ့လေနေကတစုံတယောက်ကိုရှာဖွေနေခဲ့တယ်လို့ပြောလိုက်ပါတယ်အမှန်တော့မယ်ရီမှာနောက်ထပ်နာမည်တစ်ခုရှိနေခဲ့ပြီးအဲ့ဒီနာမည်ကတော့မီနာရှိပဲဖြစ်ပါတယ်မေရီယာမီနာရှိပဲဆိုတာကိုပါရူသိနေတဲ့အကြောင်းကတော့ငယ်စဉ်ကတွေ့ခဲ့တဲ့ခီယူသင်းပါရဲဆွဲကြိုးလေးကိုမှတ်မိနေတာကြောင့်ပါပဲ။ အရင်နောက်မှာမီနာရှီယာလည်းသူ့ကိုဆယ်စုနှစ်ပေါင်းများစွာချစ်နေခဲ့ပြီးမျော်လင့်နေဆဲဖြစ်တဲ့ဗဲလာစီကိုရှောက်လာခဲ့ပါပြီ။နှစ်ယောက်သားများနဲ့ချင်းဆိုင်ဆုံတွေ့ရတဲ့အခါမှာဘာစကားမှမပြောမိကြပါဘူး။ဒါပေမဲ့သူတို့နှစ်ဦးရဲ့မျက်ဝန်းတွေကတော့ရင်တွင်းခံစားချက်တွေကိုကိုးစားပြုတဲ့ဇကလုံးတန်းပေါင်းများစွာကိုတီးဆိုနေကြပြီးအဲ့ဒီခံစားချက်တွေကိုဇကလုံးဖြစ်ထုတ်ဖော်ဖို့တော့မဖြစ်နိုင်ပါဘူး။ ဒီအချိန်မှာအိန္ဒိချင်းတွေအားလုံးကလည်းဗေလာရဲ့ကာလရှည်ကြဆောင်စားလာရတဲ့မျောလင်းချက်ပြေးသွားတာအတွက်မျက်ရည်လဲအောင်ကိုဝမ်းသာနေကြပါလေ။တစ်ဖက်ကမာရာကလည်းသူ့ရဲ့ဖခင်မီနက်ရှီနဲ့တွေ့ဆုံခဲ့ပြီးဆိုတာကိုသိလိုက်ရတာနဲ့အမြန်ပြန်လာခဲ့ပါလေ။သူကိုယ်တိုင်လည်းအချိန်ကြာမြင့်စွာရှာဖွေခဲ့ရတဲ့မီနက်ရှီကိုတွေ့တဲ့အခါမှာဝမ်းသာအားရနဲ့ပြေးဖက်ခဲ့ပြီးမျက်ရည်မဆိုင်နိုင်ဖြစ်နေရပါလေ။မာရာရေးဆွဲခဲ့တဲ့ပကြီကားတွေကပါရုကိုဒီနေရာအထိခေါ်လာနိုင်ပြီးနောက်ဆုံးမှာဗေလာနဲ့မီနက်ရှီတို့ကိုပါစုံစည်းအောင်လုပ်ပေးနိုင်ခဲ့တာပါပဲ။ ပုံမြင်လေးတဲကစစ်တီတော်နဲ့ဝိညာဉ်ငါးလေးပြန်ဆောင်ကြသလိုပဲပေါ့ဗျာအဲဒီနောက်မှာမာရာဟာပါရုကိုလိုက်ရှာကကျေးဇူးတင်စကားပြောခဲ့ပြီးသူတို့နှစ်ဦးလည်းအချင်းချင်းခံစားချက်ကိုစီရှိနေခဲ့ကြပါတယ်ချစ်တဲ့သူကိုစောင့်မျှော်ရခြင်းလွမ်းဆို့တန်းတနေရခြင်းတွေဟာနာကျင်မှုဝေဒနာတွေဖြစ်ပါတယ်ဒါပေမဲ့အ ਨੇ ဆုံးတော့ချစ်ရသူ လွမ်းရသူ ရှိနေတာကပဲဘဝကို ပို့ပြီးအတိတ်ပဲရှိစေသလိုဒီအလွမ်းဆွေးဝေဒနာတွေကြားမှာပဲပျော်ရွှင်မှုဆိုတာကကပ်ပါနေတာပါပဲပရိသတ်တွေထဲမှာရော မျော်လင့်ဆောင်စားနေရတဲ့ချစ်ချင်းကိုပိုင်ဆိုင်ထားသူများရှိကြင်လဲအမြန်ဆုံးစုံစည်းနိုင်ကြပါစေလို့တောင်းစုပြုဝင်မယ်ဒီနေ့တင်ဆက်မှုကတော့ဒီညပါပဲအဆုံးသတ်ပါပြီခင်ဗျာဆိုတော့နောက်ထပ်နောက်နေ့မှာလဲဇက်ကားကောင်းများစွာနဲ့အတူတူကျွန်တော်တို့ပြန်လဲပြီးတော့送တွေ့ပါအောင်ပဲဆိုတော့ဒီနေ့အတွက်အားပေးခဲ့သူများအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်အန့်ခင်မှုပါ